KD မှာ password change ဖြစ်သွားပါပြီဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ password Facebook Gmail account password ပြင်ယူတဲ့နည်းလမ်းကိုပြောပြပေးမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါမစတာဆောင် YouTube channel နဲ့ Facebook page ကနေပြန်လည်ကြိုဆိုပါတယ်ဒီဗီဒီယိုထဲမှာမိတ်ဆွေတို့ကိုမျှဝေပေးသွားမယ့်နည်းလမ်းလေးကတော့ကျွန်တော်တို့ရဲ့ဖုန်းထဲမှာ login ဝင်ထားပြီးတော့မိတ်သွားတဲ့ Facebook account password နဲ့ ကြည်မြဲအကောင့် password ကိုအသစ်ပြန်ယူတဲ့နေလိုင်းကိုပြောပြပေးမှဖြစ်ပါတယ်။မိတ်ဆွေများအနေနဲ့ဒီနေလိုင်းတွေမတည်သေးဘူးလိုအပ်မယ်ဆိုရင်ဗီဒီယိုကိုဆုံးအောင်ကြည့်ရှုတွားဖို့ဖိတ်ခေါ်ပါတယ်။ကဲဆိုတော့ကျွန်တော်တို့ဗီဒီယိုစလိုက်ရအောင်။ပထမဆုံးအနေနဲ့ကျွန်တော်တို့ကိုယ့်ရဲ့ဖုန်းထဲမှာ login ဝင်ထားပြီးတော့မေ့သွားတဲ့ Facebook account password ကိုအစ်စ်ဘယ်လိုပြန်ယူရမလဲဆိုတာလေးကိုအရင်ဆုံးပြောပြပေးမှဖြစ်ပါတယ်။ပြီးမှဒါနဲ့ကျွန်တော်တို့ရဲ့ဖုန်းထဲမှာ login ဝင်ထားပြီးတော့ password မေ့သွားတဲ့ Gmail account ရဲ့ password အတစ်ကိုကျွန်တော်တို့ဘယ်လိုပြင်ယူရမလဲဆိုတာကိုထပ်ပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်။ Okay ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ Facebook account password အတစ်ကျူတဲ့ new line ကိုအရင်ဆုံးကြည့်လိုက်မယ်။ Okay ဒါဆိုရင်ကျွန်တော်တို့ဖုန်းထဲမှာ login ဝင်ထားတဲ့ Facebook account လေးထဲကိုဝင်သွားလိုက်မယ်။ account ရဲ့ menu လေးထည့်ဖို့တစ်ချက်နှိပ်လိုက်ပါကျွန်တော်အတစ်ယူမှာဖြစ်ပါတယ် password ကို စက်သိန်းရဲ့ privacy ကိုတစ်ချက်နှိမ့်လိုက်ပါကေပြီးတော့ကျွန်တော်တို့စက်သိန်းတွေကိုထပ်ပြီးတော့နှိမ့်ပေးလိုက်ပါ Okay ဒီလိုလေးပို့လိုက်ရင်ကျွန်တော်တို့ Simo in account center လေးကိုတစ်ချက်ထပ်နှိမ့်လိုက်ပါ Okay ဒီလိုလေးပို့လာပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီအောက်နာလေးက password and security ကိုတစ်ချက်နှိမ့်လိုက်ပါ โอเคဒီထဲမှာကျွန်တော်တို့ပို့ဆောင်တာတွေက change password ကိုတစ်ချက်နှိပ်ပေးလိုက်ပါ password မိထားတဲ့ Facebook account profile ကိုရွေးချယ်ပေးလိုက်ပါကဲဒီလိုလေးပေါ်လာရင်တော့ကျွန်တော်တို့ဒီနေရာမှာကိုက Facebook account password မေ့သွားတာဖြစ်တဲ့တွေ့ကြောင်းလို့အောက်နာတွေက forget your password နေရာမှာတစ်ချက်နှိပ်ပေးလိုက်ပါ okay ဒီလိုလေးပေါ်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ Facebook account ကိုဖွင့်ထားတဲ့ email gmail ဒါမှမဟုတ်ဒီ Facebook account ကိုဖွင့်ထားတဲ့ဖုန်းနံပါတ်ကိုအခုလိုပြနေမှာဖြစ်ပါတယ်။ဒီလိုမိတ်ဆွေကဒီ Facebook account ကိုဖုန်းနံပါတ်နဲ့ဖွင့်ထားတယ်ဆိုလို့ရှိရင်တော့ဒီအခုပြနေတဲ့ Gmail နေရာမှာဒါမှမဟုတ်အောက်နားလေးမှာကိုဖုန်းနံပါတ်ဘလောက်ဘလောက်ဆိုပြီးတော့ပြပေးနေမှာဖြစ်ပါတယ်။ Facebook account password အတိအကျယူဖို့အတွက်ပေါ့နော်။ကုတ်ကိုဒီ email ကြီမေးတမမဟုတ်ဖုန်းနံပါတ်ထဲမှာပို့ပေးလာမှာဖြစ်ပါတယ်။ကုတ်ကူယူဖို့ထွက်အီးမေးတမမဟုတ်ဖုန်းနံပါတ်ကိုကျွန်တော်ရွေးချယ်ပေးရမှာဖြစ်ပါတယ်။အခုကျွန်တော်ကတော့ဒီအကောင့်ကိုအီးမေးနဲ့ဖွင့်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အီးမေးနေရာမှာအမှန်ချစ်ကလေးကိုနေလိုက်ပါမယ်။ဘာဖြစ်လို့လဲဆိုတော့ကုတ်ကအီးမေးမှာပို့ပေးလာလို့ရှိရင်ကျွန်တော်ကဒီကုတ်ကိုအီးမေးမှာတွားယူရမှာဖြစ်ပါတယ်ဗောနော်။ကြီမေးထဲမှာဒီလိုမိတ်ဆွေကအီးမေးလ်နဲ့ဖွင့်မထားဘူးဖုန်းနံပါတ်နဲ့ဖွင့်ထားတယ်ဆိုလို့ရှိရင်ဒီနေရာမှာဖုန်းနံပါတ်နေရာမှာအခုလို့ အမှန်ချစ်ကလေးနှိပ်ထားပေးလိုက်ပါတကယ်လို့မိတ်ဆွေအနေနဲ့ဒီအကောင့်ကိုဖွင့်ထားတဲ့ဖုန်းနံပါတ်လည်းမရှိတော့ဘူးအီးမေးလ်လည်းမရှိတော့ဘူးဆိုလို့ရှိရင်တော့ဒီအကောင့်ထဲမှာကို email active ထည့်ပေးရမှာဖြစ်ပါတယ်ပြီးမှတာလင်းကျွန်တော်တို့အကောင့်မိတ်ဆွေအနေနဲ့ဒီ Facebook အကောင့်ထဲမှာကို Gmail ဒါမှမဟုတ်ဖုန်းနံပါတ်အတစ်ဒီအရင်ဆုံးထည့်ပေးမှတာလင်းကျွန်တော်တို့ဆက်ပြီးတော့လောက်ဆောင်ရမှာဖြစ်ပါတယ်ဗျနော်ကိုယ့်ရဲ့ဖုန်းထဲမှာ log in ဝင်ထားပြီးတော့ဖုန်းနံပါတ်လည်းမရှိတော့ဘူး Gmail လည်းမရှိတော့ဘူးဆိုတော့ Facebook အကောင့်တွေမှာ ဂျီမင်းနဲ့ဖုန်းနံပါတ်အတစ်တွေကိုဘယ်လိုပြန်ထည့်ရဆိုတာကိုနောက်ထပ်ဗီဒီယိုထဲမှာကျွန်တော်ဆက်ပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်အခုဒီဗီဒီယိုထဲမှာတော့ကျွန်တော်တို့ဒီကိုယ့်ရဲ့ Facebook account မှာ password အတစ်ယူဖို့ပြောပြပေးမှာဖြစ်ပါတယ် Okay ဒါဆိုရှင်တော့ကျွန်တော်တို့ကိုယ့်ကိုလက်ခံရယူဖို့အတွက်ကျွန်တော်တို့ email တမ်းမဟုတ်ကိုရဲ့ဖုန်းနံပါတ်ထဲမှာကိုအမှန်ချစ်ကလေးနှိပ်ပေးလိုက်ပါပြီးတော့တော့ continue ကိုနှိပ်ပေးလိုက်ပါ Okay ဒီလိုလေးပေါ်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ ဒီ email ထဲမှာတမမဟုတ်ဖုန်းနံပါတ်ထဲမှာကိုကုတ်ကနန်း6လုံးပို့ပေးလာမှာဖြစ်ပါတယ်ဒီနေရာမှာကိုကျွန်တော်တို့ပို့ပေးလာတဲ့ကုတ်ကနန်း6လုံးကိုတွဲယူပြီးတော့ဒီနေရာမှာလာထည့်ပေးရမှာဖြစ်ပါတယ် gmail ကဟိုနော်ကျွန်တော်တို့ရဲ့ဖုန်းထဲမှာရှိနေရမှာဖြစ်ပါတယ်ဗောနော်ဒီမှာ gmail ထဲမှာပို့ပေးလာပြီးဖြစ်ပါတယ် okay gmail မှာပို့ပေးလာတဲ့ကုတ်6လုံးကိုဒီနေရာမှာထည့်ပေးလိုက်ပါ ကဲပြီးတော့ continue ကိုဆက်ပြီးတော့နှိပ်ပေးလိုက်ပါကဲဒါဆိုလို့ရှိရင်တော့ဒီလိုလေးပို့လာရင် enter a new password ဆိုတဲ့နေရာမှာကိုကျွန်တော်ရဲ့မိတ်ွားတဲ့ Facebook account password အစားဒီနေရာမှာကျွန်တော်တို့ password အတိတ်ကိုထည့်ပြီးတော့ password အတိတ်ပြန်ပြောင်းယူလို့ရပြီဖြစ်ပါတယ်။ကဲဒီနေရာမှာကျွန်တော်တို့ site ရဲ့ password အတိတ်ကိုရိုက်ထည့်ပေးလိုက်ပါ။ password အတိတ်ရိုက်ထည့်တဲ့အချိန်မှာအနည်းဆုံး၈လုံးရှိရမှာဖြစ်ပါတယ်။ โอเคကျွန်တော် password edit ကိုရိုက်ထည့်ပြီးသွားပြီဆိုလို့ရှိရင်တော့ next ကိုနှိပ်ပစ်လိုက်ပါအခုဒီမှာရိုက်ထည့်ထားလိုက်တဲ့ password edit ကိုတင်ထားလိုက်တင်ထားလိုက်ပေါ့နော် next ကိုနှိပ်လိုက်မယ်โอเคဒီလိုကိုရဲ့ Facebook new feed ထဲရောက်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ password edit ပြောင်းလိုက်တာရတော့ဖြစ်ပါတယ်โอเคဒါတော့ကျွန်တော်တို့ရဲ့ Facebook account မှာမိသွားတဲ့ password ကိုအတစ်ဘလို့ပြင်ယူရမယ်ဆိုတာကိုမိတ်ဆွေတို့ကိုပြောပြပေးသွားတော့ပဲဖြစ်ပါတယ်။ Okay ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့အနေနဲ့ကိုယ့်ရဲ့ Facebook account password မေ့သွားရင်အတစ်ကိုဘလို့ပြင်ယူရမယ်ဆိုတာလေးကိုမိတ်ဆွေတို့တီးတွားလောက်ပြီလို့ထင်ပါတယ်။ Okay နောက်တနည်းအားကျတော့ကျွန်တော်တို့ရဲ့ဖုန်းထဲမှာ log in ဝင်ထားပြီးတော့မေ့သွားတဲ့ Gmail account password အတစ်ဘလို့ပြင်ယူရမယ်ဆိုတာကို DVDO ထဲမှာဆက်ပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်။ Okay ဒါဆိုလို့ရှိရင်တော့မိတ်ဆွေရဲ့ဖုန်းထဲမှာရှိတဲ့ Gmail software လေးထဲကိုဝင်သွားလိုက်ပါ။ โอเค Gmail แท้ยောက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့အပေါ်နားလေးက profile and content ကိုတစ်ချက်နှိပ်ပေးလိုက်ပါပြီးတော့တော့ကျွန်တော်တို့ Google account နေရာမှာတစ်ချက်နှိပ်ပေးလိုက်ပါโอเคဒီထဲရောက်ရင်ကျွန်တော်တို့ security ကိုလိုက်ပြီးတော့ရှာပေးလိုက်ပါ Okay security ထဲကိုတစ်ချက်နှိပ်ပေးလိုက်ပါပြီးတော့တော့ကျွန်တော်တို့ out page ကိုတစ်ချက်ဆင်းသွားလိုက်မယ် မိတော်နဲ့ကျွန်တော်တို့ရဲ့ဒီ Gmail account password ကိုကျွန်တော်တို့အသစ်ပြင်ယူမှာဖြစ်တဲ့အတွက်ကြောင့် password နေရာမှာတစ်ချက်နှိပ်ပေးလိုက်ပါ new password မှာကျွန်တော်တို့ password အသစ်ကိုအရင်ဆုံးရိုက်ထည့်ပေးလိုက်ပါ new password နေရာမှာ password အသစ်ကိုကျွန်တော်တို့ရိုက်ထည့်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီအောက်နာလေးက confirm new password မှာအပေါ်မှာရိုက်ထည့်တဲ့ password ကိုပဲဒီအောက်မှာပြန်ပြီးတော့ထည့်ပေးလိုက်ပါ ီးတော့တော့ကျွန်တော်တို့ chain password ကိုနှိပ်ပေးလိုက်ပါ KD မှာ password chain ဖြစ်သွားပါပြီဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ password ပြောင်းလိုက်ပြီပဲဖြစ်ပါတယ် ုတ်ကဲ့ပါအခုကျွန်တော်မိတ်ဆွေတို့ကိုမျှဝေပေးသွားတဲ့နေလန်လေးကတော့ကိုယ့်ရဲ့ဖုန်းထဲမှာ login ဝင်ထားပြီးတော့မိတ်တွားတဲ့ Facebook account password နဲ့ Gmail account password တွေကိုအတိအပလိုပြန်ယူရမယ်ဆိုတာလေးကိုမျှဝေပေးသွားတာပဲဖြစ်ပါတယ်မိတ်ဆွေတို့အတွက်ဒီ video လေးကအကျိုးရှိမယ်လို့မျှော်လင့်ပါတယ်မိတ်ဆွေတို့အတွက် video လေးကအကျိုးရှိတယ်ဆိုရင် like and share များလုပ်ပေးသွားနိုင်ပါတယ်နားမလည်တာတွေရှိရင် comment လေးတွေရေးပြီးတော့လေးမေးထားနိုင်ပါတယ်ဟုတ်ကဲ့ပါကြည့်ရှုအပ်ပေးကြတဲ့မိတ်ဆွေများတယောက်ချင်းစီအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ် video တွေမှာ ြင်ပြီးတော့ဆုံးကြရအောင်အားလုံးပဲမင်္ဂလာပါ